ယခုကာလကိုစုတ်ကတ်ကာလလို့ပြောနေပါတယ်။တချို့ကလည်းတိုးတက်နေတဲ့ကာလလို့ဆုံးကြပါတယ်။ဗုဒ္ဓဘာသာရေးအမြင်မှာစုတ်ကတ်အကြောင်းကိုသိကြပါတယ်တဲ့။ဘလို့စုတ်ကတ်ပါသလဲ။အသက်တန်းနဲ့ရောသက်ဆိုင်ပါသလား။ဖြည့်ကြားပြီးပါရင်ယူသေးစွာဖြင့်ဆိုပြီးမေးမြန်းထားရပဲဖြစ်ပါရဲ့။ thank you ယခုကာလကိုစုတ်ကတ်ကာလလို့ပြောနေပါတယ်။တချို့ကလည်းတိုးတက်နေတဲ့ကာလလို့ဆုံးကြပါတယ်။ဗုဒ္ဓဘာသာရေးအမြင်မှာစုတ်ကတ်အကြောင်းကိုသိချင်ပါတယ်တဲ့။ဘလို့စုတ်ကတ်ပါတလဲ။အသက်တန်းနဲ့ရောသက်ဆိုင်ပါသလား။ဖြည့်ကြားပြီးပါရင်ယူသေးစွာဖြင့်ဆိုပြီးမေးမြန်းထားရဖြစ်ပါစေ။အခုယနေ့မျက်မှောက်ခဲ့လူတို့ရဲ့ဘဝကိုပေါ့နော်။အပိုင်းနှစ်ပိုင်းပိုင်းလိုက်တာပေါ့။ပုံစံတိုင်းပိုင်းရပါဝင်မှုပိုင်း။ phone နဲ့ contact ပေါ့နော်။အဲ့တော့ပုံစံတိုင်းပိုင်းကမှလူတို့ရဲ့ သက်တမ်းကာလကိုထားလိုက်မယ်။ပါဝင်မှုအပိုင်းမှာတော့လုံးအထုံးမှုလုံးလာပြောကအပိုင်းလို့ထားလိုက်မယ်။အဲ့တော့ဒီနှစ်ခုခွဲလိုက်တာပေါ့။ဒီတော့သက်တမ်းကာလကိုအရင်ပြောမလို့။သက်တမ်းကာလကိုပြောရင်လူတွေရဲ့သက်တမ်းဟာနှစ်တရာကြာရင်တစ်နှစ်တစ်နှစ်ရော့တယ်ပေါ့။တစ်နှစ်အဲ့တော့ဘောရမမြတ်စွာဘုရားရှင်ပွင့်ထွန်းတော်မူတဲ့အချိန်မှာလူတွေရဲ့သက်တမ်းဟာနှစ်တရာတန်းလို့ဆိုတယ်။အဲ့ဒါလည်းစာပေပရိပရိယတ္တိဟာလားကျမ်းဂန်ပါဠိလာရှိကြတဲ့အမည်ပြောတာပေါ့နော်။သဘာဝယုတ်တိအာဂမယုတ်တိအကုန်လုံးလည်းညီညွတ်ပါတယ်။ ။ဘာကြောင့်လဲလို့ဆိုတော့မြတ်စွာဘုရားရှင်တမန်တော်မုဒ္ဒမြတ်စွာဘုရားရှင်တို့ဟာတက်တန်းရဲ့၅ဘုံ၄ဘုံကသာတက်ရှင်ပြီးတော့နေတယ်ပေါ့။တပုံမှာချွန့်ချန်ထားခဲ့ရတာပေါ့။ဆိုလိုတာကတက်တန်းတသိန်းတန်းမှာပွင့်တဲ့မြတ်စွာဘုရားရှင်ဟာသူတက်တန်း၈၀၀၀ထိနေမှာပေါ့။ပြိနိဗ္ဗာန်ပြုမှာပေါ့။တထောင်တန်းမှာပွင့်တဲ့မြတ်စွာဘုရားရှင်ဆိုရင်၈၀၀တန်းပေါ့။အဘောရမမြတ်စွာဘုရားရှင်ကတတန်းတရားတန်းမှာပွင့်တဲ့အတွက်မာတဂရတ148ခုပစုံလာပြီဆိုတော့ကွဋ်တီပဲ180မှာတက်တော်80မှာပြိဋိဘံပြည့်တယ်၅ဘုံ၄ဘုံပေါ့နော် ဒါကြောင့်တတန်းတရားတန်းမှာမြတ်စွာဘုရားရှင်တို့ပွင့်တယ်။အဲ့တော့ဆုတ်ကက်ကာလမှာပွင့်တယ်လို့လည်းပဲဒီလိုတစ်ခုမှတ်မှတ်စရာရှိတယ်။ဒီကတက်ကက်ဆုတ်ကက်ဆိုမြတ်စွာဘုရားရှင်တို့မြည်စီတတန်းတသိန်းနှံရန်ထက်မှာလည်းဒီကမပွင့်ဘူး။ဘာကြောင့်မပွင့်လဲဆိုလူတွေမှာဩနာသေးသေးတရားသိမထင်ရှားဘူးပေါ့အပကဒဇရာတွေပေါ့အကြာကြီးဆောင်အောင်တော့ပေါ့နော်။ဟိုဩရာနာရာသေးတရားတတန်းတသိန်းနှံရန်ထက်ဆိုတော့ အနိစ္စဒုက္ခအနတ္တဆိုတဲ့လက္ခဏာတွေကဟောကပြောတာဟောနားထောင်ရတယ်ဒီမှာဟောဟောကပြောတဲ့ပုဂ္ဂိုလ်ကတော့ပြဿနာမရှိဘူးနားထောင်တဲ့ပုဂ္ဂိုလ်မှာဆိုတော့မထင်ရှားဘူးပေါ့နော်အဲ့လိုဖြစ်တဲ့အဲ့တော့အကျိုးမပြီးအချင်းကြီးတဲ့ကာလဆိုမှလည်းမပွင့်ဘူးနောက်တတန်းတရားတန်းရဲ့အောက်မှာလည်းပဲဘုရားရှင်တွေမပွင့်ဘူးအဲ့ဒါကတော့ဩနာသေးတွေရှားလို့တော့မဟုတ်ဘူးဘာကြောင့်လဲလို့ဆိုတော့လောဘဒေါသမောဟဆိုတဲ့ဣရိတာတွေပေါ်များတဲ့အတွက်လက္ခဏာကြီးသုံးပါဟောပြောတယ်လို့ပဲ မထင်ရှားဘူးပေါ့သူတို့ရဲ့ညံမှာမထင်ရှားဘူးเนาะဒါကြောင့်အကျိုးမပြည့်ဘူးပေါ့အဲ့တော့တန်းတရတသိန်းတန်းနဲ့တတန်းတရာတန်းအတွင်းမှာပဲပွင့်ကြတယ်ပေါ့เนาะအဲ့ဘောရမမြတ်စွာဘုရားရှင်ကတတန်းတရာတန်းမှာပွင့်သွားတယ်အနှစ်တရာကြာရင်တနှစ်ရော့တယ်ပေါ့ဆုတ်ကတ်တယ်အခုကျွန်တော်တို့သာသနာတော်နှစ်က2500ရှိပြီဆိုတော့25နှစ်ရော့သွားပြီဒီလိုမှတ်လို့ရတယ်အဲ့အဓိကအဖြစ်ရေပုံကအဖြစ်ပြောရင်လူရဲ့တတန်း85နှစ်တန်းရှိတယ်ပေါ့အချို့လည်းရော့ရင်ရော့မယ်အနေချင်းပေါ့ဒီနေ့ပို့နေနိုင်တဲ့ပုံစံတွေလည်းရှိမှာပေါ့เนาะအဲ့တော့ဒီကနေ့ခေတ်ဒီ ခုနတတန်းအဖြစ်ပြောရင်ပုံသဏ္ဍာန်ပိုင်းပေါ့နော် form အဖြစ်ပြောရင်စုပ်ကက်ကာလတတန်းအနေနဲ့ကြည့်ရင်စုပ်ကက်ကာလလို့ပြောခွင့်ရှိတယ်။နောက်တစ်ခုကပါဝင်မှုအပိုင်းလို့ဆိုရယ်လူတို့ရဲ့အထုတ်မှုလုံးလာမရောကပေါ့။ဒီနေ့လူလူတွေကဘာပေါ်မှာသဘာဝတန်း9000ရှိတယ်။ဘလို့ပဲရှိရှိသူတို့တွေနေ့စဉ်နဲ့အမြတလူတွေရလုံနေတာဒါပြီးမှအမြင်နဲ့ကြည့်မယ်။ဟိုဗုဒ္ဓဘာသာအမြင်နဲ့ကြည့်ရင်ဟိတ်ချုပ်ွားကြောင်လုံနေကြတာပဲ။နော်ဟိတ်ဆိုတာဖြစ်စေတတ်တဲ့အကြောင်းရင်းပေါ့နော်။ကောင်းသောခြေမြင်းတွေကဖြစ်စေတတ်တဲ့အကြောင်းရင်းတွေလုံရင်ကောင်းတဲ့ action တွေเนาะထွက်လာမှာပေါ့เนาะလှုပ်ရှားမှုတွေထွက်လာမှာပေါ့ဆိုလိုတာမကောင်းတဲ့ဘက်မှာလုပ်ရင်လည်းမကောင်းတဲ့လှုပ်ရှားမှုတွေထွက်လာမှာပေါ့အကြံစီတွေအတွေးခေါ်တွေအပြုတ်တွေအပြောတွေအဲ့ဒါတွေထွက်လာမှာပေါ့ဆိုလိုတာကဟိုလောဘဆိုတဲ့ hate တစ်ခုဖြစ်လာရင်လောဘမှုနံခန္ဓာနဲ့စိတ်တစားယူတွေတလုံးလုံးတရားရဖြစ်သွားတာပေါ့ဒေါသဆိုတဲ့စိတ်ဖြစ်ပေါ်လာရင်ဒေါသမှုနံခန္ဓာနဲ့လားဟိုဒေါသစိတ်တွေတလုံးလုံးတရားဖြစ်သွားတာပေါ့ထိုနည်းတူသာပဲလောဘဒေါသမောဟဒါမကောင်းတဲ့ဟိတ်သုံးပါပေါ့အလောဘအဒေါသအမောဟဆိုကောင်းတဲ့ဟိတ်သုံးပါပေါ့ တော့ဟိတ်၆ပါးကြောင့်လွတ်လွတ်နေကြတယ်အဲ့တော့လူတွေမှာ လောဘဒေါသမောဟမကောင်းတဲ့ဟိတ်နဲ့ညားလာပြီဆိုရင်သူကလောဘအာကြီးလာရင်ဒုဝိကန္တရကစိုက်တယ်ဒါအခြေအနေကိုသုံးသပ်ဖို့ပြောတာပါငတ်မှုခေါင်းပန်းကြတယ်ပေါ့ဗျာငတ်မှုခေါင်းပန်းတယ်ဆိုတာဆင်းရဲသားတွေစားကြံမကြည့်ကြလဲငတ်တာပဲတထဲတွေမိမိအလိုဆန္ဒကိုမထိနိုင်မသိနိုင်ဖြစ်နေတာလဲငတ်နေတာပဲစားလောင်နေတာပဲတနည်းပြောရင်ဒေါသအာကြီးလို့ရင်တတ္တန္တရကတွေစိုက်တယ်စစ်မဲ့ကြီးရတွေဖြစ်ပွားကြတယ်ပေါ့ဒီဦးနဲ့တူဦး မတင်တတ်ကြဘူးအိဇာဖြစ်တယ်မစ္စရိယဖြစ်တယ်ဒေါသအိဇာမစ္စရိယကိုကိုကအဆုံးပေါ့ဗျာနော်မနစ်တတ်ကြဘူးအဲ့လိုနဲ့တူးချင်းတာနေပြီးတော့တမျိုးတရွာအဲ့ရမှာတနိုင်ငံနဲ့တနိုင်ငံတစ်ဖွဲ့နဲ့တစ်ဖွဲ့ပေါ့ဒါသတ္တန္တရာကဆိုတော့ဒေါသအာကြီးရင်ဖြစ်ပေါ်တာမောဟအာကြီးရရင်သူကဒုဗိကန္တရာကစိုက်တယ်မောဟဆိုတာအမှန်ကိုမမြင်မှုန်ချတရားဆိုတော့လှုပ်တင်ဒီမလှုပ်တင်ဒီစားတင်ဒီမစားတင်ဒီသွားတင်ဒီမသိတော့ဘူးပေါ့နော်မမှားရင်လှုပ်တဲ့ခါဘာဖြစ်လဲဆိုတော့ယောဂဗျာတွေများလာတယ်အရင်ကမကြောက်ဘူးပြောယောဂအသက်ဆန်းနေဖြစ်လာတယ် ဘလောက်ပဲဆေးရုံကြီးတိုးချက်ဆောင်နေဘလောက်ပဲဆော့ဆော့ဟိုလူနာမပြတ်ဘူးဒါရောရောဂန္တရာကပ်ခေါ်တာပေါ့နော် နောက်တခါဒီလူတွေကိုတည်ဆုံတဲ့လူတွေကိုမိရှုနေတဲ့မိသက်ကြွယ်ဆက်ဆိုတာလည်းတရက်မှနားရတာမရှိဘူးနော်အများတန်းရှုနေရတာအဲ့တော့ဒါလဲလို့ဆိုတော့လောဘဒေါသမောဟအားကြီးလာရင်လောကကြီးခုနပြောတဲ့တတန္တရာကပ်ရောဂန္တရာကပ်ဒုက္ခကန္တရာကပ်တို့ဆိုင်အဲ့တော့ဒီနေ့ခေတ်အခြေအနေကိုကျွန်တော်တို့ကြည့်မယ်သုံးသပ်မယ်လို့ဆိုရင် ီလိုတရားတွေကမြင်မြင်ချင်းမှအဆုံးဖြစ်နေတာပေါ့နော်ကဘာနဲ့အဝံကဘာနဲ့အဝံအနိုင်ယူမှုတွေပြန်ဆိုင်မှုတွေเนาะဟိုဟိုမနာလိုမှုတွေတိုက်ခိုက်မှုတွေကဟိုမြင်မြင်ချင်းမှမဆုံးမကြချင်းမှအဆုံးဖြစ်နေတယ်အဲ့တော့ဆိုလိုတာအာထုံမှုလုံးလာပျောကပိုင်းမှာလဲလောဘဒေါသမောဟတွေအာထုံမှုတွေများလာရင်ဒါဆုတ်ကတ်လို့ခေါ်တယ်ဘုရားဘာသာရဲ့အမြင်အရဆိုရင်တော့ဘဝတံပိုးကောင်းမွန်တိုးတက်စွာနဲ့ထွန်းကားနေတာဘူးပဲဒါတက်ကတ်လို့ခေါ်တာပေါ့အဲ့တော့ဘဝတံပိုးဆိုတာကဘုရားဘာသာအမြင်အရတော့ ဒီလသမာတိပညာနဲ့နေနိုင်တာဘောတံဘူရှိတယ်လို့ခေါ်တာပေါ့ဟိုကြောက်ခက်ကနေပြီးတော့တန်ခက်တန်ခက်ဂျေးခက်ကနေဟိုအီလက်ထရောနစ်ခက်ထိစင်ကန်ပစ္စည်းတွေအစင်သက် ready made စားသောက်တွေပေါ်များတာတိုးတက်တယ်လို့ဘုရားဘာသာအဲ့လိုမျိုးမယူဘူးတက်ကတ်လို့မယူဘူးအဲ့ဒါကိုဘယ်လိုပြောခွင့်ရှိလဲဆိုတော့လူနေမှုစင်တန်မြန်မာတယ်လို့ဒီလောက်ထိပဲပြောခွင့်ရှိတယ်တကယ်တမ်းဘောတံဘူရှိတာဒီလသမာတိပညာပဲအဲ့အဲ့လိုမျိုးနဲ့ဘောတံဘူရှိစွာနဲ့နေနိုင်တဲ့ဟာကိုပဲကျွန်တော်တို့ကတက်ကတ်လို့ပြောရတယ် ါကြောင့်အခြေအနေနှစ်ရာစလုံးပုံစံတန်ပိုင်းရောပါဝင်မှုပိုင်းရောကြည့်မယ်ဆိုရင်တက်တန်းနဲ့တူလာတဲ့အတွက်ဆုတ်ကက်လို့ပြောလို့ရတယ်အာထုံမှုလုံးလောက်ပြောကမှာလည်းပဲလူတွေမှာဒုတိယကိုကြည့်လိုက်ရင်လောဘဒေါသမောဟရဲ့အလောဘအဒေါသအမောဟဘယ်ဟာများလဲဆိုရင်လောဘဒေါသမောဟများတယ်တစ်လက်စီဖြစ်နေတာဟိုထင်ရှားအောင်ပြောရင်ရေဟိုးသုံးလုံးစီထားပါတော့ဒီဘက်ကဘဝတန်ဖိုးဆိုရယ်သီလသမာဓိပညာဆိုရေဟိုးသုံးလုံးရှိတယ်ဆင်ထားလိုက်ပေါ့အဲ့ဒီဘက်ကိုရေဆွဲလောင်းဖို့အတွက်အချိန်မပေးနိုင်ကြဘူး မနေ့မိုးလင်းမိုးချုပ်လုပ်တယ်နဲ့ပဲဘာအတွက်လဲဆိုဒီဘက်ကရေအိုးသုံးလုံးကိုဖြည့်တာစားရေဝရေနေရေဘောကသုံးရေအိုးသုံးလုံးဒီဘက်ကတိရသမารိပညာအိုးသုံးလုံးကိုဖြည့်ဖို့တိရလည်းမဆောင်နိုင်ဘူးတမာတိဆိုတာလည်းအထုတ်ဖို့ဝေးရောပညာဆိုတာတော့ဝေးကြီးဒီဘက်မှာဘာလဲဆိုစားရေဝရေနေရေပဲအဲ့တူးဖြုတ်နေတာပေါ့လူတွေအဲ့တော့ဘာလဲဆိုအထုတ်မှုလုံးလာပယောဂအပိုင်းမှာလည်းပဲဟိုဗုဒ္ဓဘာသာရဲ့အမြင်ရပြောတာနော်ဆုတ်ကတ်လို့ဒီလိုပြောလို့ရတယ် ဲ့တော့စားရေးဆိုတဲ့နေရာမှာစားဖို့နေရေးဆိုတဲ့နေရာမှာအများကြီးပြောပါဘူးအခြေုံလေးစားဆိုတာပဲစားရေးဆိုတာထိတ်ဆုံးမှရှိအဲ့ဒါလေးတစ်ခုကိုကြည့်ပြီးတော့ကြည့်လိုက်ရင်ဆုံးဖြတ်လိုက်ရင်ကျွန်တော်တို့ပေါ်လိမ့်မယ်အဲ့ဒါကျွန်တော်မပြောဘူးကျွန်တော်ကြပြားတစ်ဖုတ်ယနေ့ဖြစ်ပေါ်နေတဲ့ခေတ်ကာလကိုစားရေးဆရာတူကအဲ့ဒါကိုကြည့်ပြီးတော့ရေးထားတဲ့ကြပြားလေးတူတူလေးတစ်ခုရှိတယ်စားရေးဆရာကထွန်းထွန်းတာရဝီပေါ့နော်မှတ်မှတ်ရရသူကဘာလဲဆိုတော့ခုနပြောတဲ့စားရေးကိုပြောတာဝေးနေရေမပြောသေးဘူးနော် ခေါင်းစဉ်ရံကပြခေါင်းစဉ်ကပါဇက်ကြီးများအကြောင်းနဲ့အဲ့ဒါစာရေးပေါ့ပါဇက်ကြီးရနော်အဲ့တော့ဘာလဲသူကဘာရေးထားလဲဆိုတော့ပထမပိုင်းမှာအစိတ်ကလွယ်ဘာပဲဖြစ်ဖြစ်အကုန်စားရခဲ့တယ်ဒါပထမပိုင်းစဉ်းစားကြည့်လေဟုတ်နေတာပဲအချို့ဟိုအစိတ်ကြောင့်စားတယ်ကင်မီကောက်တွေကစားနေတဲ့ကောင်တွေအများကြီးနော်အစိတ်ကလွယ်ဘာပဲဖြစ်ဖြစ်အကုန်စားရခဲ့ရှာတစ်ချောင်းအတွက်လူရောင်းကြုံခံနလန်မထူတဲ့စနေတယ်စားစရာဖုံးလွှမ်းတရားမနာနှလုံးကန်းတဲ့အဖြစ်ဘေးရာဘေးထွက် ခြေတက်တဲ့စနစ်တံတရာလေးချက်ဆွေးပြတ်တဲ့ခေဒီခေရဲ့တရုပ်တကံကိုပြောပြအဲ့ဒါစားရေးတစ်ခုပဲရှိသေးတယ်အဲ့တော့အစသာရရကျွန်တော်တို့ကြည့်လိုက်ရင်ပါဝင်မှုပိုင်းခုနကတက်တန်းပိုင်းမှာလည်းဆုတ်ခတ်ဖြစ်တယ်လို့လက်ရှိခေပေါ်ခေနဲ့ရှင်ပြီးပြတ်တင်ထပ်ပြတဲ့ဇာရေးဆရာကြီးရဲ့ကြပြာကိုကြည့်ရင်လည်းဒီနေ့ခေဟာတက်ကတ်လို့ပြောခွင့်မရှိဘူးပေါ့နော်ဆုတ်ခတ်လို့ပဲဒီလိုပဲသုံးသက်လို့ရပါတယ်လို့ဖြေကြပါမယ်